စကိုင်းရွှေမင်းဝန်ရက်ွက်တွင်မီးလောင်မှုဖြစ်ပွားမင်္ဂလာပါအော်ဒီယိုဘိုင်းစောင်းနိုင်ငံနေကြိုးဆိုပါတယ်ဒီတစ်ခါမှာတော့စကိုင်းရွှေမင်းဝန်ရက်ွက်မှာမီးလောင်မှုဖြစ်ပွားခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မနေ့က2025ခုအောက်တိုဘာလ26ရက်ညနေ6:00နာရီဝန်းကျင်လောက်မှာစကိုင်းတိုင်းစကိုင်းမြို့ရွှေမင်းဝန်ရက်ွက်26လမ်းနဲ့29လမ်းကြား16လမ်းပေါ်မှာရှိတဲ့နေမီးလောင်သွားကြောင်းသိရပါတယ် ဒီမီးလောင်မှုကြောင့်နေလေလုံးကမီးလောင်သွားတယ်လို့လည်း TikTok ဗီဒီယိုများမှာတွေ့ရပါတယ်။ဒါခိုင်မာတဲ့သတင်းတော့မဟုတ်ပါဘူး။ TikTok မှာတွေ့ရသလောက်ပြောရရင်တော့စစ်ဆောင်လာရင်အိမ်ငားနေတဲ့ဈေးရောက်တဲ့သူတွေဟာသူတို့ရဲ့ဈေးပစ္စည်းတွေပါပါသွားတယ်လို့လည်းသိရပါတယ်။တချို့ကလည်းဂမ်မီးဖို့ကြောင့်လောင်တာလို့ပြောရလည်းရှိသလိုတချို့ကဒီဇယ်တွေလောင်ထားတာရှိတယ်လို့လည်းပြောကြရလည်းရှိပါတယ်။ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး အကြောင်းရင်းမှန်တဲ့အချက်အလက်များကိုသက်ဆိုင်ရာများကထောက်ပြထားတာမှတွေ့ရှိပေမဲ့မေးလာမှုဖြစ်ပွားခဲ့တယ်ဆိုတာကတော့သိကြပါတယ်။တက်တော့မှတွေ့ရတဲ့ဗီဒီယိုကလစ်များကိုကျွန်တော်စူးစီးဖော်ပြပေးပါမယ်။

လာ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 အဲ့တိုင်ရမီးလောင်နေတာနောက်တိုင်နောက်တိုင်

سأكافح بكل جهدي وأتعب لأصل إلى هدفي وأنجز المهمة يا روحي يا روحي يا روحي, يا روحي